ောင်းပါလာပါဒီတစ်ခေါက်ကပေါ့နော်အဲဒီတစ်ခေါက်ဆိုတာမနေ့ကပေါ့နော်ကျွန်တော်စပြီးတော့ဒီစကပြောပေါ့နော်စကပြောဒီမှာအတုံးများတဲ့ဟာလေးဒီကိုကျွန်တော်အာတင်ပေးဖြစ်တယ်ပေါ့နော်ဒီနေ့လည်းအချိန်ရလို့ပေါ့နော်အချိန်ရဆိုတာထက်ကိုအဲကျွန်တော်စဖတ်နေနေဒါလေးကိုတင်ထပ်တင်ပေးခြင်းလေဆိုပြီးတော့အာဆက်ပြီးတင်ပေးမှာပေါ့နော်အဲဆိုတော့ဒီစကပြောဒီဟာတကယ်လက်တွေ့မှာလည်းတောင်းနေဆိုတော့တရားလေးပေါ့နော်ကျွန်တော်လည်းမှတ်စေချင်ပါသေးခင်ဗျာအဲပထမဦးဆုံး ကျွန်တော်တို့ဘေးကနေပါလဲဆိုတော့နောက်ဆုံးပေါ့နော်ကျွန်တော်ဒီအတန်ဖိုင်လေးကနေဖွင့်ပြမယ်ပေါ့နော်တစ်ခါလောက်နားထောင်လိုက်ပြီးလို့ရှိရင်သူဘာကိုပြောတာလဲဘာကိုဆိုလိုတယ်ဆိုတာကိုအဲနားလည်သွားမယ်လို့ထင်ပါတယ်ဟဲ့ကဲဆိုကျွန်တော်ထောင်ကြည့်အောင်နော်ဒီချီအဲ့ရက်စတောရန်どうだったがっかりだよサービスが悪くて2あの女優 整形してるんだって。そうなのなんかがっかりだね。サ明日、彼来れないって。それはがっかりだね。四。すみません。今日はもう売り切れなんです。ええー、がっかり。 ဟုတ်ကဲ့ဒီတော့ဗောနပြောမှဆိုတော့အတန်းဖိုင်မဖွင့်ပြပဲနဲ့ဒီတိုင်းမရှိပြလိုက်ရင်လည်းအဆင်ပြေတယ်ဒါပေမဲ့တစ်ခါတော့ပဲဖြစ်ပါတော့နော်သူရဲ့ဒီ original ဒီ native တည်းရဲ့အတန်းအတက်ကြီးပြီးဗောနဒီစီချင်းတော့ပါဒီဆိုတော့ဟဲ့အဲ့ဆိုတော့ကျွန်တော်တို့ကြည့်အောင်ပြဂက္ကလိဆိုတာဘာကိုပြောရလဲဆိုတော့ဂက္ကလိဆိုတာကျတော့ခုခုဗောနကိုမတင်ထားတဲ့အရာဖြစ်သွားတယ်နည်းနည်းဟိုကို ကိုယ့်ရဲ့ expression ပါပြောမှဆိုတာကိုယ့်ရဲ့ feeling down ဖြစ်သွားတယ်ဘောဒီနေ့ကိုအမေးစားနေကြခောက်ဆွဲဆိုင်မှာသစမ်းနေဒါပေမဲ့စားဖို့တွေးပြီးတော့တွားလိုက်အချိန်မှာပဲခောက်ဆွဲဆိုင်ကခောက်ဆွဲကအကုန်လုံးကုန်သွားတယ်ဆိုတော့နည်းနည်းအာ feeling နည်းနည်း down သွားတယ်ဘောအဲ့လိုမျိုးညာနေမှာလည်းဒီ gut quality တရားလို့တောင်းနေပေါ့နော်ပြောမှာဆိုစိတ်တည်းနဲ့ကြသွားရဲဆိုပုံစံဒီမှာလည်းတုံ့ပြန်ပါတယ်။ကြည့်ရစောကျွန်တော်တို့အောက်ကတည်းကခဏတူပြပြခဲ့တဲ့ example လေးကိုတော့ကြည့်အောင်။ အာဒီမာရူအီချီမှာကြတော့ disactivation အာ disactivation ဆိုတာကြတော့ဒီဒါတိုက်ပြီးတော့မကျင်တ်ချင်နေဘူးပေါ့နော်ပြောရမလို့ဆိုပတ်စံပေးပြီးစားရတယ်စားပြီးမကောင်းဆိုတဲ့ပုံစံလေးပေါ့နော် another restaurant ဒိုဒတာဆိုတာကြအဲ့ဒီစားတော့ဆိုင်ဘယ်လိုမျိုးလဲဂါကာလီတာရောအာ service ကဝါရူကူတဲဆိုတာကြတိုက်ပြီးတော့အာတိုက်ပြီးတော့ cancel လို့မကောင်းဘူးနည်းနည်း pass ဟိုနည်းနည်းလန့်သွားတယ်ပြောမလန့်သွားရဲဆိုတာတကောမထင်ထားဘူးပေါ့နော်အာ service ကမ service မကောင်းဘူးဆိုပြီးတော့ ောက်တစ်ခုကကြာတော့အဲနံပါတ်2နံပါတ်2ကကြာတော့ဒီမှာ तू are not the real thing ဆိုပြီး तू ပေးထားတယ်ပေါ့နော်အင်္ဂလိပ်လိုမျိုးပေါ့ not the real thing ဆိုတာကအမှန်တကယ်မဟုတ်တာဘူးပေါ့နော်ကိုကအမှန်တကယ်လို့ထင်နေတာဒါပေမဲ့အမှန်တကယ်မဟုတ်နေဘူးပေါ့နော်အဲ့ဒီပုံစံကိုပြောချင်တာပေါ့နော်အနုဂျောယုစေကေစတေနွန်ဒတ်တဲ့ဆိုတာကြာအဲ့ဒီဂျောယုဆိုတာကြာတော့ဒီပြအရုပ်ရှင်ဟိုဟာပြုတ်ဆောင်ပေါ့နော်ဟိုဟာဟိုလေပြုတ်ဆောင်မင်းသမီးပြောတာ ဟိုအဲ့ဒီဂျော်ယူက say case တေလွန်တတ်တယ် say case ဆိုတာကခွဲစိတ်တာတဲ့ practice practice စာကြီးလောက်ထားတာကိုပြတာပေါ့နော်ခွဲစတာတဲ့ they not they they ဆိုတာဓာတ်တဲ့ဆိုတာအမှန်တရားကျွန်တော်ရှင်းပြခဲ့တဲ့မျိုးပဲအာခုခုစီကတစုံတယောက်စီကကြားခဲ့တဲ့အချိန်ဒီမှာတောင်းနေပေါ့နော်အာပြီးမှစွန်းနာတော့နေကဂကလီဒါနဲ့အာတော်တော်လေးပေါ့နော်ဟိုမထင်ထားဘူးပေါ့နော်သူအဲ့လိုမျိုးမထင်ထားဘူးလို့ပြောချင်တဲ့နေရာမှာတောင်းနေပေါ့နော်ဟဲ့နောက်တစ်ခုကကြာ assignment တော့ကြည့်အောင် 明日彼これないてで,、ね、で、あまねぴんとでもらないぶるぴょうで、このとせやちゃでもらないぶで、それはがっかりだね。ええー、ちょっと、ちょっとねりせでちゃう、ぶらめるってなおためもらぴゅうそのねりとほわぴってぽの。はい、えー、番、すみません。今日はもう売り切れなんです。あ、アナビメティニアじゃ売り切れなんです。ヤンコンとは売り切れそうな、ちょっと、 ကွန်ပစ္စည်းရောင်းကုန်တာကိုပြောချင်တာပေါ့နော်အဲဒါကလေးအမထင်ထားဘူးတဲ့စက်တက်ကြသွားရယ်ပေါ့နော်တည့်ရခန်းစားလို့မကောင်းဘူးလို့တော့အញ្ញိုင်မှအသုံးပြပါလေခဲ့ဆိုဒီနေ့ဒါလည်းကျွန်တော်ဒီကကလီတာနဲ့ဆိုတဲ့ဟာလေးနဲ့ပတ်သက်ပြီးတော့ပဲကျွန်တော်ရှင်းပြသွားချင်တယ်ဆိုတော့ကျွန်တော်နောက်ပြီးတော့ဆက်တွေ့ကြရအောင်ပြအချမ်းမတတ်နေ